ကိုညာပြောင်းရွှေ့ဟာရောစားကြီးတယ်။အလုံးမဲမင်္ဂလာပါခင်ဗျာ။မန်ချက်စတာဖုတ်ဘောဇွန်ကနေပြန်လဲကျေးဇူးလိုက်ပါရယ်။ဘောလုံးပြည့်တဲ့တချို့အတွက်နွေရာသီဟာပြင်းစရာဆိုပေမဲ့တချို့အတွက်ကတော့စိတ်ဝင်စားစရာကောင်းတဲ့အချိန်ကာလဖြစ်ပါရယ်။ဘောလုံးပွဲတွေနားထားတာမို့စိတ်လက်ပေါ်ပါနေတဲ့အချိန်မှာအသင်းပြန်လဲတိစောက်တာကိုအေးအေးဆေးဆေးစောင့်ကြည့်နိုင်ပါရယ်။မန်ချက်စတာယူနိုက်တက်အတွက်ဒီနွေရာသီကရေးပါတဲ့ကာလဖြစ်လာမှာပါ။ယူနိုက်တက်နေပြရူဘင်အမော်ရင်အတွက်စိတ်ကြိုက်ကစားသမားတွေပြန်လဲခေါ်ယူခွင့်ရမယ့်အပြောင်းရွှေ့ကာလဖြစ်သလိုကစားခွင့်နဲ့မကိုက်ညီတဲ့ကစားသမားတွေလည်းအသင်းကနေထွက်ခွာတာမြင်ရမှာဖြစ်ပါရယ်။မန်ချက်စတာ ိုင်ရက်ကလိုအပ်တဲ့နေရာတွေအင်အားဖြစ်တင်းဖို့ဈေးကွက်မှာခတ်သွက်သွက်ပဲလှုပ်ရှားနေပြီးပထမဦးဆုံးခေါ်ယူမှုကိုကျင်းပခဲ့ပါပြီ။ရန်ကအူဗန်ဒန်တင်းရဲ့တိုက်စစ်စာသမားမာတီးယပ်စ်ကိုညာကိုစာချုပ်ဖြတ်သိမ်းခြင်းပေါင်62.5တန်ပေးချေပြီးခေါ်ယူခဲ့ပါတယ်။တိုက်စစ်အားနည်းနေတဲ့ရန်ဒတ်မှာတိုက်စစ်စာသမားတွေအင်အားဖြစ်တင်းဖို့အရေးတကြီးလိုအပ်နေပြီးဒီဒရက်ကိုညာကအဖြစ်တစ်ခုဖြစ်လာနိုင်မယ်လို့အမော်ရင်ကယုံကြည်ထားပါတယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့ဟာရော်စားကြီးသွားနိုင်တဲ့လောင်းကြီးထက်ချင်းတစ်ခုလည်းဖြစ်နေပါတယ်။အပြောင်းရွှေ့မှာပါဝင်နေတဲ့ဟူးဖ်မန်ချက်စတာယူနိုက်တက်နဲ့ကိုညာတို့ကိုယ်တိုင်အတွက်အကျိုး ိုးရှိပုံချင်းနဲ့ကွဲပြားပါသေးတယ်ပထမဆုံးဝင်ပလီတို့အတွက်ကတော့ဒီအပြားရွှေ့ဟာစိတ်ပြေရတဲ့လမ်းခွဲမှုဆိုတာသိကြပါရယ်ကွန်ညာ2020ဒီဇင်ဘာမှာအသင်းကိုစတင်ရောက်ရှိလာခဲ့ပြီးဟူဘာဟန်ဒန်တိုက်စစ်ရဲ့အဓိကကစားသမားဖြစ်လာခဲ့ပါရယ်ကွန်ညာကဟူဘာဟန်ဒန်အတွက်ပြိုင်ပွဲစဉ်62ပွဲပါဝင်ကစားထားရမှာ33ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါရယ်ဒါပေမဲ့လည်းပဲကွန်ညာရဲ့ရည်သွေးကြောင့်အသင်းကြီးတွေမျက်စိကျနေပြီးဟူဖလက်နဲ့ဆိုင်မြတဲ့ပြောင်းရွှေ့ခြင်းကိုရရှိခဲ့ပါရယ်ဟူဘာဟန်ဒန်အနေနဲ့ကွန်ညာလိုကစားသမားကိုရှာဖွေဖို့ခက်ခဲတဲ့ဆိုပေမဲ့ပြီးခဲ့တဲ့ရာသီမှာကွန်ညာပွဲပယ်ခံရရတဲ့၄ပွဲကို ကောင်းကောင်းဖျက်သန်းနိုင်ခဲ့တာကြောင့်အဆိုးရွားဆုံးတော့ဖြစ်မှာမဟုတ်ပါဘူးဒီတော့ Overhandan Drug အပြောင်းအရွှေ့က B+ လောက်တော့ပေးလို့ရပါတယ် Grandan Drug ကတော့စွန်စားလောင်းကြီးထပ်လိုက်တာပါဒါပေမဲ့ဒီအပြောင်းအရွှေ့ကလုတ်ကိုလုံးရမယ့်အပြောင်းအရွှေ့လည်းဖြစ်ပါတယ် Order 4ဟာထိတ်တန့်ကစားသမားတွေကိုအရင်လိုမစွဲဆောင်နိုင်တော့ပါဘူးအသင်းကရိုင်နဲ့ပိုင်ရှင်တွေကချစ်တီပေးသက်တွေအမျက်ဒေါသတွေနဲ့နောက်ရသည်မှာဥရောပပြိုင်ပွဲတော်မဝင်ရတော့တဲ့အထိ United ကနှိမ့်ချနေပါတယ်ဒီလိုနေထားမှာ United က Premier League ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေထဲကတစ်ယောက်ကိုခေါ်ယူလိုက်တာပါကိုညာက Wolf ကိုရောင်းမလာခင် Atletico မှာ flop ဘူးတာ မှုတချို့ကတော့စိုးရိမ်နေကြပါတယ်ဒါပေမဲ့အခုလိုနေထားမှာယူနိုက်တက်ကိုလာပြီးရောက်လာပေးတာကိုအားလုံးကကျေးဇူးတင်လာပါပြီဖြစ်ပြီးကိုညာရဲ့စကေးတစ်ပေါက်ကလည်းအမော်ရင်ရဲ့၃လေးညစ်တကဘယ်ချက်နံပါတ်10နေရာနဲ့ကွက်တီချနေပါတယ်ဒါပေမဲ့ကန်ဆန်းသလိုတော့ဖြစ်ပေမဲ့ဒီပြောင်းရွှေ့ကယူနိုက်တက်အတွက်ဘီအစ်စင်တော့တတ်မှတ်လို့ရပါတယ်ကိုညာအတွက်ကတော့ထူးဆန်းတဲ့ဆုံးမြတ်ချက်လို့ပဲဆိုရမှာပါကိုညာကဖလားရဖို့ဝူဖ်ကနေထွက်သွားခြင်းလို့ပြောခဲ့ပြီးပေမဲ့တကယ်တမ်းမှာတော့အာဆင်နယ်နဲ့လီဗာပူးကိုကျော်ပြီးယူနိုက်တက်ကိုရွေးချယ်ခဲ့ပါတယ်ကိုညာရဲ့ပြဿနာကခေါင်းပူတက်တာဖြစ်ပြီးပြီးခဲ့တဲ့ရာသီမှာစွစ်စွပေါင်း6ပွဲ ဲပယ်ခံခဲ့ရပါတယ်။ဒါကြောင့်လည်းအသင်းကြီးတော်တော်များများကနောက်ပြန်ဆုတ်သွားကြပြီးနောက်ဆုံးမှာမန်ချက်စတာယူနိုက်တက်လာဆော်ဒီလာရွေးချယ်ခဲ့ရပါတယ်။တကယ်လို့ကွန်ညာသာပူရင်ချက်လာပြီးသူ့ကိုယ်သူထိန်းချုပ်လို့ Order 4မှာခြေစွမ်းပြမယ်ဆိုရင်ကမ္ဘာအခမ်းအနားဆုံးအသင်းကြီးတစ်သင်းရဲ့အဓိကကစားသမားဖြစ်ပေးသက်အချက်တော် Idol အသစ်တယောက်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လည်းပဲနောင်တော်ကြီးတွေရဲ့လမ်းစဉ်ကိုလိုက်ရင်တော့ကွန်ညာလည်း PR တွေအောက်ဆုံးဆုံးမြုပ်သွားတာမျိုးဖြစ်သွားနိုင်ပါတယ်။ကွန်ညာအတွက်တော့ဒီပြောင်းရွှေ့က B- လောက်ပဲရှိတယ်ဆိုပေမဲ့ကိုယ့်ကံကြမ္မာကိုရေးကွင်းရရှိမှာဖြစ်ပြီးမှန်မှန်ကန်ကန်လုံးဆောင်နိုင်ရင်အသင်းအတွက်ကယ်တင် ရှင်တယောက်တော်ဖြစ်သွားနိုင်ပါတယ်။အကျွေးစစ်တစိုက်ကိုပြေးချလိုက်သလိုမျိုးစိန်ခေါ်နေရတဲ့ကွန်ညာရဲ့အပြောင်းရွှေ့ဟာပေးသက်တဲ့အတွက်တော့ရင်ခုန်စရာပါ။ကွန်ညာကအိမက်ကားဆက်ယုံကြီးမှအိမက်တွေကိုအကောင့်တွေဖော်နိုင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရပါမယ်။ကြီးစုပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်။